ကိုမိသားစုအကြောင်းပြောပြမယ်ဆိုရင်လူတိုင်းကစိတ်ပါတက်ကြတယ်အဲ့တော့လူတိုင်းကိုဒုတိယကိုစကားသွားဆဖို့ဆိုရင်သူ့ရဲ့မိသားစုအကြောင်းနဲ့ပတ်သက်ပြီးတော့မေးတာလေးတွေကောင်းတယ်အဲ့တော့အဲ့လိုမေးတဲ့အောင်လို့ဟဲ့မှာမိသားစုနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုစီးပေးထားတယ်ဒါလေးတွေလေ့လာရင်လည်းတခြားဒါကိုထပ်ပြီးဖြန့်ပြီးရှင်းပြမယ်အင်္ဂလိပ်စာရဲ့သဘောတဘာဝတွေလည်းနားလည်သွားမယ်အဲ့တော့ကိုကဘယ်လောက်ရပြီလဲဆိုတော့ဖမ်းပြီးတော့ကြည့်လိုက်ပါအောင်တင်းရဲ့မိသားစုမှာလူဘယ်လောက်များများရှိလဲမင်းမှာညီကိုမတော်မတွေရှိလားမင်းကအိမ်လောင်တယ်လား မင်းကကလေးရှိလားမိဘတွေကဘာလုပ်လဲဘယ်သူကအငယ်ဆုံးလဲမင်းကမင်းရမိသားစုနဲ့အဆင်ပြေရလားဆိုတဲ့ဟာလေးကိုကိုကအင်္ဂလိပ်လိုလက်တန်းကြည့်ပြတော့ဒီလောက်ကတော့ငါကိုပြောတတ်တယ်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 ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကမိတ်ဆွေတို့မဟုတ်သေးဘူးနောက်နေ့တစ်ခုကိုဆက်ကြည့်ပြီးတော့နောက်နေ့မှာခက်ခဲတဲ့ဟာလေးပါလာလို့ရှိရင်မှတ်သားမယ်လေ့ကျင့်မယ်အဲဒါမှမဟုတ်ဒါလေးကိုမရသေးဘူးဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒါကျွန်တော်ရဲ့ follower တွေအတွက်ပေါ့နော်ကြားဆိုလို့ရှိရင်ခဏလေးဗီဒီယိုလေးရက်ပြီးတော့ဘုနောက်ထဲနေညှစ်ထုတ်လိုက်မယ်ငါဘယ်လောက်ရသလဲမရတော့ဘူးလက်မရောက်ဘူးဆိုရင်ဆရာနဲ့အပြေတိုက်မယ် ကဲဟုတ်ပြီအဲ့တော့ဆရာတို့အဖြေတိုက်ကြအောင်ပေါ့နော်အဲ့တော့အဖြေတိုက်ဖို့အတွက်ဒီမှာရှိရဆိုတာလေးကိုကိုနည်းရလဲဆရာပြောထားပြီးပြီနှစ်မျိုးရှိရလို့ပြောထားပြီးသားပိုင်ရှင်ရှိရင်ဘာလို့ဟုတ်ပြီနော်ပိုင်ရှင်မရှိတဲ့စီစီမျိုးဆိုရင် there is there are ဆိုတာလေးကိုမှတ်ထားမယ် there is နဲ့ there are ဆိုတာလေးမှတ်ထားမယ်နမူနာနောက်တစ်ခါပြန်ပြောပြမယ်ကျွန်တော်မှာစာအုပ်တအုပ်ရှိရဆိုလို့ရှိရင် i have a book လို့ရရတယ်ဘာကြောင့်လဲဆိုတော့ i ဆိုတဲ့ subject ပိုင်ရှင်ပါလို့အဲ့လိုမဟုတ်ဘဲနဲ့ခုံပေါ်မှာစာအုပ်တအုပ်ရှိရဆိုရင်တော့ there is a book ပေါ့စောက်ကများရင် there are books on the table ပေါ့နော်အဲ့လိုလေးရရတယ်ခဲ့ဒါဆိုရင်တဲ့ရဲ့မိသားစုမှာလူဘယ်လောက်များများရှိလဲဒါဆိုဘယ်ပုံစံသုံးရမှာလဲဒီမိသားစုမှာရှိတဲ့လူတွေကိုပိုင်တဲ့လူတယောက်မှမရှိဘူးဒါဆိုရင်တရားတော့ i have have ဆိုတဲ့အပိုင်းကိုသုံးမှာမဟုတ်ဘဲ there is there ကိုသုံးမှာဖြစ်တယ်လဲမိကုန်းတိုင်းဒီ question word နဲ့စာရတယ်အဲ့တော့ဘယ်လောက်များများဒီရေးတွက်လို့ရရဲဆိုရင် how many ရေးတွက်လို့မရတဲ့ဟာတွေကို me how much အားလည်းမှတ်ထားမယ်အခုကရေးတွက်လို့ရတဲ့မိသားစုအရေးတွက်ကိုမရဆိုတော့ how many လူဆိုတော့ဖိပဲလေးထည့်လိုက်မယ် how many နဲ့ how much ကတော့မှအဲ့လူရဲ့အခြေအတွက်ထည့်ပေးရသေးတယ် how many people ရှိလဲက there is there ကိုသုံးမယ်ဆိုတော့လူကများတယ်ဆိုတော့ are ကိုသုံးလိုက်မယ်အဲ့တော့ is ထပ်လိုက်ပြီးမိကုံးလုံးမယ်ဆိုရင်အကူလေးကိုရှေ့ထွားတော့ there are ပါဖြစ်သွားတယ်ဆိုရင် are there ဖြစ်သွားတယ်အဲ့တော့ how many people are there မင်းရဲ့မိသားစုမှာမင်းရဲ့မိသားစုแท้မှဆိုတော့သဘောတဝါလို့ပါလို့ enter လိုက်တယ် in your family အဲ့တော့ပြန်ပြောပြမယ်မင်းမိသားစုမှာလူဘယ်နှစ်ယောက်ရှိလဲဆိုတော့ဘယ်လိုမေးလဲဆိုရင် how many people are there in your family how many people are there in your family အတန်းလေးထွက်ပြီးတော့လေ့ကျင့်မယ်ကိုယ်ပေါ်တယ်လေးဖြစ်အောင်ယူမယ်ဟုတ်ပြီနော်အဲ့ဒါတခုမင်းမာညီကိုမောင်နှမတွေရှိလားညီကိုမောင်နှမဆိုတာဟို brothers and sister လို့မတော့ဘူးနော်ဒါတလုံးရှိသေးတယ်မသိဘူးဆိုလို့ရှိရင်တော့ကြက်မယ်ရှိလားမင်းအရှင်ပါပြီတိရဒီ help ကိုတောင်းရမယ်မေဝလုံးမဲ့ဆိုရင်ရှိရကူဒူးနဲ့ desk ထောက်ရမယ်ဒါကရှေ့ရအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရက်30စီးမှဆရာပြောခဲ့တယ်ဘယ်ဟာဒီဟာတွေမလေ့လာခင်မှာအဲ့ဟာကိုရေးလေ့လာစေချင်တယ်အဲ့တော့မေဝလုံးဖို့ဆိုရင်ဆရာဒူး desk ထုတ်မယ်ယူကိုကြတော့ဒူးထောက်ရတယ် ဘာကြောင့် do ထွက်လဲဆိုတော့လည်းပြောထားပြီးသား second person မို့လို့ပြီးရင် subject လာမယ် do you have ဒါစမင်းမှာရှိလားဒါ have ကိုသုံးတာနော် there is there ကသုံးတာမဟုတ်တော့ဘူး do you have ဒီကောင်မောင်မားလေးရှိလာပေါ့ရှိလာဆိုရင်မိကုန်းနေရအောင်မှာ any လိုက်ရလေးရှိတယ်အဲ့တော့ any s i b l i n g a sibling ဆိုတာကဒီကောင်မောင်နှမလို့အဓိပ္ပာယ်ထွက်တယ်ပြကြည့်ပါဦး do you have any siblings do you have any siblings ဒါမျိုးเนาะအဲ့နောက်တစ်ခါမင်းကအိမ်ောင်တယ်လားလားမိကုန်းဖြစ်တယ် လက်ထက်လက်ထက်ထားသောဆိုတဲ့ adjective ဒီဒါအိမ်ဆောင်တဲ့အတူတူပဲပေါ့နော် adjective တွေဒီဘာနဲ့တွဲလဲလို့ပြောထားလဲပုံမှန်လေ့လာနေတဲ့ follower ဆိုတည်တယ်ရှေ့ရရသုံးတဲ့စီမှာပြောထားပြီးသား am is are နဲ့တွဲတယ်လာမေကုန်းဆိုရှေ့အခုထုတ်မယ်ဆိုတော့ adjective ဆိုရင် am is are ထုတ်မယ် main က second person အများသဘောဆောင်တော့ဘာထုတ်လိုက်ရဆိုရင် are ထုတ်လိုက်တယ်ပြီးရင် you are you လက်ထက်ထားတော့က am i are i e t mary ဒါဘတ်မဟုတ်ဘူးเนาะ e t နဲ့ဆိုပြီးဘတ်တူးလို့မထင်နဲ့ adjective are you married ်အမင်းလက်ထပ်ထားလားဆိုတာကမင်းကအိမ်ဆောင်တဲ့လားလို့မိတာဖြစ်တယ်မင်းမှာကလေးရှိလားပိုင်ရှင်ပါလာဒီကလေးတွေပိုင်ရှင်ရမင်းလေအဲ့တော့ have ကိုသုံးမယ်ခဏလို့ပဲ do you have ပေါ့ is there are there မသုံးဘူး do you have any little lamb ပေါ့နော် any children do you have any children do you have any children မိမကလေးတွေရှိလားမိမိဘာတွေဘာလုပ်တယ်လဲလဲမိခိုးဆိုရင်ရှိ့မိခိုးစကားလုံးထောက်ရမယ်ဘာဆိုတာတွေ့ရတာတော့ what ကိုသုံးရတယ် what ပြီးရင်မိဘကအများနော်အများဒီအများတန်း do ပဲထုတ်တယ် what do မင်းရဲ့မိဘဖြစ်တဲ့တကြောင်ဒီမှာ i ဆိုလည်းနှုတ်ထားတယ်လေမင်း i မိဘဖြစ်အောင် you are ကိုသုံးလိုက်မယ်မိဘများ parents what do you are parents လောက်တာ do ပဲဒီ do ကမိကုန်းဖြစ်ချင်လို့အထုတ်တဲ့အကူ do ဒီ do ကကြာတော့လောက်တယ်ဆိုရယ် do အဲ့ဒါကိုရှုပ်နေတဲ့ဆိုလို့ရှိရင်ရှေးရအင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ရက်30 CV ကို day 1နဲ့ရက်30အထိကြည့်ပြီးရင် အင်္ဂလိပ်စာအသက်ထွက်ကောင်းခြင်းအမှ9ရက်စီးပွားလေးတင်ထားသေးတယ်အဲ့ဒါကိုကြည့်နောက်ထပ်ကျတော့အင်္ဂလိပ် speaking ကောင်းခြင်းဒီစီးပွားလေးကို day 1ကနေတခုမှမကြော်ဘဲနဲ့ကြည့်နော်အဲ့လို free ကြည့်လို့ရနေတဲ့ဟာကိုကြည့်လို့ရှိရင်အင်္ဂလိပ်စာတိုးရလာမယ်နော်အဲ့ဒါကိုကြည့်ဟိုရရတာနဲ့ကြည့်ခွင့်ရတာနဲ့ပြင်းထော်နေမယ်ဆိုလို့ရှိရင်နော်အင်္ဂလိပ်စာတက်မြောက်တဲ့လမ်းကြောင်းကနေဝေးကွာနေအောင်ပါပဲအပြေးစကားပြောနေရမှာလို့နော်ဟုတ်ပြီ what do your parents do မင်းပြပါလေဘာလုပ်တယ်လဲနောက်ခါဘသူကအငယ်ဆုံးလဲဘသူဆိုတော့ who ပေါ့ အငယ်ဆုံးလဲဆိုရင်တော့မလေးဖြစ်တည်ဆိုတာလေးမြုပ်ထားတယ်ဒီလားအငယ်ဆုံးဖြစ်တယ်လေဖြစ်တည်ဆိုရင် m is r ပဲเนาะ is အငယ်ဆုံးဆိုတာတယောက်ပဲရှိရမှာဟုတ်เนาะ who is အငယ်ဆုံးကို youngest လို့ခေါ်တယ် adjective မှာ degree 3ဒါလည်းအဲ့ရ30မှာပါပြီးသား y o u n g ကငယ်သောเนาะအငယ်ဆုံးဆို est လေးထည့်ရတယ် youngest degree 3ဖြစ်တယ်ရှိမှ them ပါလို့မရဘူး who is the youngest เ အသက်ကြီးဆုံးဆိုလဲမှတ်ထားလိုက်အောင်အသက်ကြီးဆုံးဆိုရင် oldest oldest ဒါအသက်ကြီးဆုံးအငယ်ဆုံးက youngest who is the youngest သူကအသက်အငယ်ဆုံးလဲဟောနောက်ခါမင်းကမင်းမိသားစုနဲ့အဆင်ပြေလားအဆင်ပြေတယ်ဆိုတော့အင်္ဂလိပ်လိုသိလားမသိမှတ်ကြတော့မယ်မင်းကိုမိမဆိုတော့ do you ဒီတော့လည်းပေါ့နော်မိဘဆိုရင် do ကိုထုတ်လိုက်တာလာမိဘဆိုတော့ do ကိုထုတ်လိုက်တာ do you အဆင်ပြေတော့အင်္ဂလိပ်လိုအတုံးလုံးတွေလေး get along with အဲ့လိုမှတ်ထားမယ်။ get along with ဆိုအဆင်ပြေသည်တဲ့အဲ့လိုမှတ်ထားမယ်။ do you get along with မင်းကောင်မလေးနဲ့မင်းအဆင်ပြေလားဆိုရင် do you get along with your girlfriend ပေါ့။ဟိုကမင်းကမင်းရဲ့မိဘနဲ့အဆင်ပြေလားဆိုတော့မိသားစုနဲ့အဆင်ပြေလားဆိုတော့ do you get along with your family ပေါ့နော်။အမင်းမင်းရဲ့မိသားစုနဲ့အဆင်ပြေလားအဆင်ပြေလား get along with ကဲဒါဆိုရင်မိသားစုနဲ့ပတ်သက်ပြီးတော့လည်းပြည့်ပြည့်စုံစုံလေ့လာခဲ့ရပြီ။ usage အသစ်တွေလည်းသိပြီးပြီ။ရေးမယ် ပြောမယ်လေ့ကျင့်မယ်ဒါဆိုလို့ရှိရင် English ဆိုင်ရည်တွေကတိုးတက်လာမှာပေါ့နော်အဲ့တော့အပြင်းမထူဘဲနဲ့နေတဲ့ပုံမှန်လေးလုပ်မယ်ဆိုလို့ရှိရင်ကျင်းတည်တယ်အဲ့ဒီစကားကျွေးနေလာမှာပါ तू က subject လို့ခေါ်တယ်ဘာသာရပ်ကြီးမဟုတ်ဘူး language ဘာသာစကားဖြစ်တယ်လေ့ကျင့်တဲ့ပုံမူတည်ပြီးတော့ကိုမတိလိုက်ခင်မှာပဲတိုးတက်လာပါလိမ့်မယ်အားလုံးပဲကြိုးစားကြပါ fight တယ်ပါ